ဒီဟာလေးကိုကြည့်ကြည့်ပါဒီကောင်လေးက Bitcoin လို့ခေါ်ပါတယ်ဒီ Bitcoin တစ်ကောင်ကအခုဆိုရင်ဒေါ်လာတသိန်းတန်ပါလေတစ်ကောင်ဒီ coin တော့မဟုတ်ဘူးเนาะဒီဟာလေးကအတုလေးဒါကအယုတ်လေးပေါ့เนาะဒီကောင်ကတကယ်ဒေါ်လာတသိန်းတန်ရင်ကျွန်တော်အရင်ဘောစီဖြစ်နေအဲ့တော့ Bitcoin ဆိုတာတကယ်တမ်းထိတွေ့လို့မရဘူး၊ကင်တွေ့လို့မရဘူးမမြင်ရတဲ့ internet ပေါ်က coin ရင်ဒါပေမဲ့အဲ့ coin တစ်ကောင်ကဘာကိစ္စဒေါ်လာတသိန်းတန်လဲနောက်ပြီးတော့ကျွန်တော်တို့နည်းနည်းရောဘာပတ်သက်လဲဘာဆိုင်လဲချက်ကြည့်ကြည့်အောင် ဘစ်ကွိုင်းအကြောင်းနားလည်ဖို့အတွက်ကျွန်တော်ဘစ်ကွိုင်းအကြောင်းမပြောခင်ပတ်စံအကြောင်းအရင်ပြောမှရမယ်ပတ်စံပတ်စံဆိုတာကဘာလဲပေါ့နော်ဒီမှာကျွန်တော်ကဘတ်တထောင်ရှိတယ်ဒီစာရွက်ဘတ်တထောင်တမိုးရှိတယ်ဘာလို့ဒီကောင်ကဘတ်တထောင်တမိုးရှိတယ်လဲဆိုတော့ထိုင်းနိုင်ငံမှာထိုင်းအစိုးရနဲ့ထိုင်းလူမျိုးတွေအားလုံးကဒီစာရွက်ဆိုရင်ဘတ်တထောင်တန်တယ်ဆိုပြီးတော့တတ်မှတ်ထားတယ်အားလုံးကယုံကြည်ကြတယ်ဒါကြောင့်ဒီကောင်ကဘတ်တထောင်တမိုးရှိတာဖြစ်ပါတယ်ဒီဒေါ်လာဆိုလို့ရှိရင်ဘာလို့ဒေါ်လာ100တန်တယ်ဆိုတော့ သူ့နိုင်ငံမှာအမေရိကန်ဆိုရကဒေါ်လာတရားတန်တဲ့သတ်မှတ်ထားတယ်သူ့နိုင်ငံသားတွေအားလုံးကလည်းဒီစာရွက်ဆိုရင်ဒေါ်လာတရားတန်တဲ့ဟေ့ဆိုပြီးတော့ယုံကြည်ထားရတယ်ဒါကြောင့်ဒီကောင်ဒေါ်လာတရားတန်တာဖြစ်ပါတယ်ဆိုတော့ပတ်စံသားပါလေပတ်စံသားတကယ်တော့ယုံကြည်မှုပဲဖြစ်ပါတယ် Okay နောက်ထပ် ASMR တစ်ခုကြည့်အောင်ကျွန်တော်ဂိမ်းဆော့တယ်ပေါ့နော်ဂိမ်းမာတွေအတွက်ထားပါတော့ကျွန်တော်တို့ Mobile Legend ဆော့တယ် Mobile Legend ထဲမှာဆိုရင်ပတ်စံရှိတယ်အဲ့ဒါပါဆို Diamond နေဒီကောင်ကတကယ်ပတ်စံကြီးလားဆိုတော့လည်းမဟုတ်ဘူးဒါပေမဲ့အဲ့ဂိမ်းထဲမှာတော့သူကပတ်စံဖြစ်နေတယ်ဘာလို့လဲဆိုတော့ အဲ့ game ထဲမှာအဲ့ game ဆိုတဲ့ game မှာလည်းအားလုံးကဒါကိုပတ်စံလို့သတ်မှတ်ထားတယ်။အဲ့ game ထွန်းတဲ့တွေကလည်းဒါကိုပတ်စံလို့သတ်မှတ်ထားတယ်။အဲ့ပတ်စံနဲ့ကျွန်တော် skin တွေပါလေဝယ်လို့ရမယ်။ဒါမဲ့အဲ့ပတ်စံအပြည့်မှရှိလားဆိုရင်တော့မရှိနေဘူး game ထဲမှာပဲရှိတယ်။အဲ့တော့ကျွန်တော်တို့အခုပတ်စံနေရတဲ့တဖြည်းဖြည်းနဲ့ပြောင်းလဲလာပြီပေါ့နော်။ဘာလို့ပြောင်းလဲလာရဆိုတော့အခုဒီစာရွက်တွေတုံးနေတယ်။ဒါမဲ့ကျွန်တော် banking တွေလည်းရှိတယ်။ mobile banking တွေ။တော့မြန်မာပြည်မှာဆိုလို့ရှိရင်လည်း KPay တို့ Wave Money တို့ခြား banking မျိုးစုံပေါ့နော်။ banking မျိုးစုံနဲ့ကျွန်တော်တုံးလာတယ်။အကုန်လုံးဒီ digital ဖြစ်လာတယ်။စာရွက်မဟုတ်တော့ဘူး။ကျွန်တော်ဖုန်းတွေ ဒီ internet တွေထဲကကဏန်းလေးတွေဖြစ်တာလေဆိုတော့ကျွန်တော် phone ထဲကနံပါတ်တွေကလည်းဘာကိစ္စတန်ဖိုးရှိနေလဲဆိုတော့ဆွမ်းနာပြောလို့ပဲအားလုံးကတနိုင်ငံလုံးကဒီထဲကဒီနံပါတ်တွေကတန်ဖိုးရှိပါတယ်အပတ်စံလို့ပြီးတော့ယုံကြည်ထားကြတယ်ဒါကြောင့်ကျွန်တော်တို့ဒါပတ်စံတော့တက်မှတ်လို့ရတယ်ဆိုတော့ပတ်စံတာတကယ်တမ်းကျ trust ပဲယုံကြည်မှုပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးလူတွေအားလုံးယုံမဲ့ပတ်စံမျိုးတစ်မျိုးထွင်ချင်တယ်ပြီးတော့အဲ့ပတ်စံကိုကျွန်တော်အလွယ်တကူပို့လို့ရမယ်ဒီနိုင်ငံနဲ့မကောက်တခြားနိုင်ငံကိုပို့လို့ရမယ် ဥမာကျွန်တော်ဒီရန်ကုန်ကနေပြီးတော့ UK ကိုလမ်းပို့မယ်နော်အာဂျာမနီကနေပြီးတော့တောင်ကြီးကိုလမ်းပို့မယ်အဲ့လိုမျိုးပတ်စံတွေအလို့ပို့လို့ရနိုင်မဲ့ internet ပေါ်မှာရှိတဲ့ digital ငွေကြေးစနစ်တခုမရှိရင်ကောင်းမလားဆိုပြီးတော့မေကုန်းရှိလာလိမ့်မယ်ဆိုတော့အဲ့ဒါတော့ bitcoin ဖြစ်ပါတယ်ဆိုတော့ bitcoin ဆိုတာက digital ငွေကြေးစနစ်သူက border တွေမရှိဘူးနိုင်ငံတွေမရှိဘူးကြိုက်တဲ့နေရာနဲ့ကြိုက်တဲ့နေရာကိုလွှဲလို့ရတဲ့ ဒီဂျစ်တယ်ငွေကြေးစနစ်ကိုဖြစ်ပါတယ်။ Okay ဒါမဲ့ကျွန်တော်မေးချင်တဲ့အကြောင်းတစ်ခုရှိရအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ခုနကသုံးနေတဲ့ဒီဘတ်တွေ၊ကြက်တွေ၊ဒေါ်လာတွေအဲ့ဒါတွေလည်းကျွန်တော်နိုင်ငံတကာလွှဲလို့ရနေရပါပဲဟုတ်မလား။ကျွန်တော် Western Union တို့ Wise တို့အဲ့ဒါတွေကျွန်တော်လွှဲလို့ရနေရပါပဲ။ဒါမဲ့ဘာကိစ္စကျွန်တော်ဒီ Bitcoin ဆိုတဲ့ဟာကိုထွင်ရတာလဲ။အတိတ်ကြီးပါထွင်ရတယ်။ဆိုတော့အနေငယ်ကိုဖြစ်ဖို့တော့ကျွန်တော်ဘာဟိုသိရမလဲဆိုတော့ Trust ကိုအရင်သိရမယ်။ယုံကြည်မှုပေါ့နော်။ ဲ့တော့ယုံကြည်မှုဆိုတာကျွန်တော်တို့ဒီလူတွေကဘန်းနေပေါ်ရှိတဲ့ယုံကြည်မှုကိုကျွန်တော်ပြောဖြစ်ပါတယ်ဆိုတော့ကျွန်တော်အရင်ခေတ်ကပေါ့နော် history ကိုပြန်ပြီးကြည့်ရမယ်ဆိုလို့ရှင်ဟိုအရင်တုန်းကကျွန်တော်လူတွေတော်တော်များများကဘန်းနေကိုယုံကြတယ်နော်ကျွန်တော်ပတ်စံတွေရှာတယ်ရှာပြီးရတဲ့ပတ်စံတွေကိုဘန်းနေကိုထည့်တယ်ဘန်းနေကကျွန်တော်တို့အတိုးတွေပြန်ပေးကြတယ်အားလုံးအဆင်ပြေတယ်အေးစိတ်ပဲ no problem ဒါပေမဲ့2008ခုနှစ်မှာအမေရိကန်မှာ financial crisis ပေါ့နော်စီးပွားရေးပြက်ကြက်တခုကြုံခဲ့တယ် Now on the growing financial crisis Japan's Nikkei dropped a little more soaring gas prices is definitely a very very difficult time and အဲ့တော့ဟောရှိခုနှစ်တုန်းကကျွန်တော်ကငငယ်လေးပဲရှိသေးတယ်ပေါ့နော်ဆက်နေနေတာပဲရှိသေးတယ်ကျွန်တော်ဘာမှနားမလဲဘာမှလည်းမသိခဲ့ဘူး So အဲ့တော့ဘာဖြစ်ခဲ့လဲဆိုတော့ US မှာရှိတဲ့ဘဏ်တွေပေါ့နော်ဘဏ်အကြီးတွေလုံးဝမပြိုလဲနိုင်ဘူးဆိုတော့ဘဏ်အကြီးတွေကဘာလုပ်လဲဆိုတော့သူတို့ကဟိုစီးပွားရေးမှာကစားကြတယ် ဟိုသူတို့လုတ်ခဲ့တဲ့အရာတွေမှားယွင်းခဲ့တာလည်းရှိတယ်သူတို့မှားယွင်းခဲ့တာလုတ်တဲ့ချိန်မှာသူတို့တဖြည်းဖြည်းနဲ့သူတို့အကျွေးတင်လာတယ်အဲ့အကျွေးတွေရရရှိတဲ့အကျွေးတွေလည်းမရဘူးတဖြည်းဖြည်းနဲ့အဲ့လိုလုံးလဲချလဲလိုက်ပြီးတော့အင်ချန်မြေတွေလည်းဈေးကျရတယ် stock market လည်းဈေးကျရတယ်အားလုံးဈေးကျပြီးတော့တကယ်သူတို့ financial crisis ပေါ့နော်စီးပွားရေးပြက်ကက်ကြီးသူတို့ကြုံခဲ့ရတယ်အဲ့တော့အဲ့လိုမျိုးဖြစ်တဲ့ချိန်မှာစဉ်းစားကြည့် multi billion dollar ချမ်းသာတဲ့ဘဏ်တွေထဲမှာကျွန်တော်တို့ဒီပုံမှန်တာမန်သူတွေကပတ်စံရင်သွားအပ်ထားတယ်ဒါပေမဲ့ဒီဘဏ်တွေရဲ့ manager တွေဒီဘဏ်တွေရဲ့ပိုင်ရှင်တွေကသူတို့တလွဲလုလိုက်လို့ဆုံးရှုံးရတဲ့ အရှုံးနေပေါ့နော်မှားယွင်းခဲ့တဲ့ decision တွေကြောင့်ဒီဝါလီခံခဲ့ရတယ်အဲ့ဒီဝါလီခံတဲ့အချိန်မှာပတ်စံတွေကဘယ်ရောက်ပါလဲကျွန်တော်ပုံမှန်လူတွေကဘန်ထဲမှာထည့်ထားတဲ့လူတွေကအကုန်လုံးပတ်စံထုတ်လို့မရတော့ဘူးအဲ့တော့ကိုကအကျွေးရစာရှိတာလဲမရတော့ဘူးကိုအကျွေးပေးမဲ့လူကိုလည်းကိုကမပေးနိုင်ဘူးအဲ့မှာလုံးဝစီးပွားရေးကလုံးဝပြတ်သွားပြီးတော့စင်မပြေတော့ဖြစ်သွားတယ်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီအမေရိကန်ရဲ့အစိုးရကဝင်ပြီးတော့ဝင်ခဲ့တယ်ဘလို့ဝင်ခဲ့လဲဆိုတော့သူတို့ကပတ်စံတွေကို print ရိုက်တယ် ဘန်တွေကတလွဲလုပ်တဲ့ဟာမှာအစိုးရတွေက print ထုတ်ပြီးတော့ပြန်ကယ်ပေးရတယ်အဲ့တော့ print ထုတ်လို့ရှိရင်ဘာဖြစ်လဲဆိုတော့ inflation လိုက်တယ်ပေါ့နော်ငွေကြေးဖောင်းပွားမှုဖြစ်တယ်အဲ့တော့ကိုယ်ပတ်စံရဲ့တန်ဖိုးကနှိမ့်ကြပါတယ်ဆိုနောက်ဆုံးဘသူခံရလဲဆိုပြည်သူတွေကပဲခံရတယ်ဆိုတော့အဲ့ချိန်မှာလူတွေကတိုင်ငန်းစာတစ်ခုရရတယ်အဲ့လားပါလဲဆိုတော့ဘန်တွေကိုကိုယ်ပတ်စံတဲ့အကုန်အများကြီးပေးမထင်နဲ့ဘန်တွေအားလုံးပေါ်ယုံကြည်မှုတွေဖြစ်ဖြစ်ချင်းနှဲလာတယ်ဟုတ်ပြီကျွန်တော်နဲ့ပို့ပြီးတော့နီးစက်တဲ့ example ပေးရမယ်ဆိုချင်းနောက်နှစ်ဆက်တက်မှာအားလုံးသိခဲ့ကြတယ်ကျွန်တော်တို့ဘန်တွေမှာတွားပြီးတော့တန်းစီရတယ်ကိုယ်ထည့်ထားတဲ့ပတ်စံကိုပြန်ထုတ်ဖို့အတွက် အဆင်မပြေတာဖြစ်လာတယ်။ပတ်စံနဲ့ပေးပြီးတော့ထုတ်ရတယ်။ ATM တွေကလုံးဝပြတ်ကုန်တယ်။ပတ်စံထုတ်လို့မရအောင်ကိုယ်ပတ်စံကိုပြန်ထုတ်ရအောင်ထုတ်လို့မရတဲ့အချိန်တွေအားလုံးကြောက်ခဲ့ပုံမှာဖြစ်ပါတယ်။အဲ့တော့လည်းကျွန်တော်တို့ lesson တစ်ခုရခဲ့တယ်။အလားပါလဲဆိုဘန်ရင်အားလုံးကိုကိုယ်ပတ်စံရဲ့အားလုံးနဲ့ပြုံးထားပါနဲ့။ Okay ဒါမဲ့ဘန်ရင်အားလုံးမယုံကတော့ဟုတ်ပြီ။ဒါမဲ့ကျွန်တော်တို့ပတ်စံတွေကိုကျွန်တော်စီရတယ်ခင်ဗျားစီပို့ရမယ်ခင်ဗျားစီကျွန်တော်စီပို့ရမယ်ဒါမှမဟုတ်ကျွန်တော်ကတခြားနိုင်ငံကြီးပို့ရမယ်တခြားနိုင်ငံကျွန်တော်စီပို့ရမယ်အဲ့လိုမျိုးပို့ရမယ်ဟာတွေအားလုံးကိုကျွန်တော်ကဘန်မပါဘဲနဲ့ဘယ်လိုပို့မှာလဲတမလားဘန်တွေကနေတစ်ဆင့်ပဲပို့ရမှာ ဆိုတော့ဘာမှပါပဲဖလို့ပို့လို့ရမယ်ဆိုတဲ့မိန်းကွန်းထွက်လာတယ်ဆိုတော့အဲ့မိန်းကွန်းကိုဖြေဖို့အတွက်2008ခုနှစ်မှာဆာတိုရှိနာကာမိုတိုဆိုတဲ့ဘယ်သူမှမသိတဲ့ပုံကိုတူပေါ်လာတယ်အခုထိဘယ်သူမှမသိဘူးအထီးလားအမလားလူပုံကိုအာ organization ဘာမှမသိတဲ့ entity တခုဆာတိုရှိနာကာမိုတိုတို့ပေါ်လာတယ်သူကလည်းစပြီးတော့ idea လေးတခုထုတ်လိုက်တယ်အဲ့ idea ဘာလဲဆိုတော့ငွေကြေးစနစ်တခုကိုထွင်မယ်ဒါပေမဲ့ဘန်တွေကိုဂျားခံမလုပ်ဘူးအဲ့တော့ဘယ်သူဂျားခံလောက်အောင်မလဲဘယ်သူဂျားခံလောက်မလဲဆိုတော့လူတိုင်းကိုဂျားခံလောက်မယ် public ပဲ အားလုံးကိုကြားခံလို့မယ်လူတိုင်းကခြိုက်တဲ့လူကနေခြိုက်တဲ့လူကိုပတ်စံပို့လို့ရမယ်အင်တာနက်ရှိရတဲ့ခြိုက်တဲ့နေရာမှာနေပို့လို့ရမယ်အဲ့ငွေကြေးစနစ်ကိုထွင်မယ်တော့ပြန်လုပ်လိုက်တယ်ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ဆက်လက်ပြောလိုက်ပြတ်ကွက်ဖြစ်ပါတယ်အဲ့တော့ဘက်ကွင်စားထွင်တော့ကျတော့ဒီဘက်ကွင်တကွင်ဆိုဘာမှမတန်ဘူး เนาะดอลลาร์เราไม่ตันดอลลาร์ดอลลาร์ออกไปปยากันนั้นมันตันได้ฮะอันน่ะนี่ဖြည်းဖြည်းเนี่ยဒီกระบาลงကိုเปลี่ยนပြီးတော့အခုဆိုရင်ดอลลาร์3000တောင်ตันတယ်ตะกั่ว3000တောင်ตันได้เนี่ยဖြစ်သွားတယ်ဆိုတော့အဲ့လာဘယ်လိုဖြစ်လာလဲဆိုတော့ history လို့ကျွန်တော်ဆက်ပြရှင်းပြမယ်2008ခုနှစ်မှာ Satoshi Nakamoto ထွင်လိုက်တယ်ဒါမှမဟုတ်အဲ့တော့ဘယ်သူမှမသိဘူးသူမှလည်းမသုံးပြီးတော့ idea လည်းအတက်ဆန်းကြီးများတလားဘာမှပါပဲနဲ့ပတ်စံလိုရမယ်ဟာဒါကြီးဘယ်သူယုံရမှာဘယ်လိုလို့အဆင်ပြေမှာလဲဖြစ်နိုင်မှာမလားမဖြစ်နိုင်မှာမလားအဲအဲ့လိုမျိုးတွေအများကြီးမင်းကုန်းနေထုတ်နေတဲ့အချိန်လေးဖြစ်ပါတယ်2010ကျတော့မှာ ဘာဖြစ်ခဲ့လဲဆိုတော့မမှတ်ရရပါเนาะအဲ Leslo ဆိုတဲ့ကောင်လေးတစ်ကောင်ရှိတယ်သူကဘာပြောလဲဆိုတော့အဲ foreign ထဲမှာအငါပီဇာဝယ်ခြင်းတယ်ငါပီဇာနှစ်ချက်ဝယ်မယ်ဘက်ကွန်ကွန်တတောင်းပေးမယ်အဲ့တော့ဘက်ကွန်ကဘာမှမတန်ဘူးအဲ့တော့ဘက်ကွန်တတောင်းမှဒေါ်လာ40လောက်ပဲတန်တာဆိုတော့ပီဇာနှစ်ချက်စားခြင်းတယ်ဘောနောငါဘက်ကွန်နဲ့ရှင်းမယ်ဆိုပြီးတော့ဘယ်သူငါ့ကိုလုတ်ပေးမလဲဆိုပြီးတော့သူက post ဆင်လိုက်တဲ့အချိန်မှာပြစ်ချင်တော့တယောက်ကလာပြီးတယ်ဗျအဲ့ဒါပထမဆုံးတော့ Bitcoin transaction တစ်ခုဖြစ်ပါတယ်เนาะအပြင်မှာတကယ်ကျွန်တော်စားလို့ရတဲ့ pizza ကို digital ငွေကြေး Bitcoin နဲ့ဝယ်လိုက်တဲ့ပထမဆုံး transaction ဖြစ်ပါတယ် အဲ့တော့က Bitcoin တထောင်ပေါ့နော်အခုဒါ Bitcoin တထောင်လာဆိုလို့ရှိရင်ပတ်စံတန်ဖိုးဘယ်လောက်ရှိတယ်ဆိုတော့1 billion ဒေါ်လာရှိပါတယ်အဲ့တော့ဒေါ်လာ40ပဲတက်တယ်အဲ့ဖြည်းဖြည်းနဲ့2010 2017 2013ပေါ့နော်အဲ့ဖြည်းဖြည်းချင်းနှစ်တွေကြာတဲ့အချိန်မှာဒီ Bitcoin ကလည်းလူတွေ community ပို့ပြီးများလာတယ်ပေါ့အဲ့ရ forum တွေမှာလူတွေပို့များလာတယ် comment တွေဝင်ရေးကြတယ် crypto အကြောင်းစိတ်ဝင်စားတဲ့လူတွေလိမ့်လာခြင်းတဲ့လူတွေအဲ့လိုဒုစရိုက်တမားတွေပေါ့နော်အဲ့သူတို့တွေကလည်းအဲ့လို Bitcoin မှာလာပြီးတော့ ဟိုကရောင်တရားရောင်ဟိုတမလားတရမွေနဲ့ပစ္စည်းလည်းလာရောင်အဲ့လိုမျိုးဟာတွေဖြစ်ခဲ့တယ်အဲ့တော့ကလည်း Bitcoin ဆိုတာအဲ့လိုလွယ်လွယ်ကူကူသုံးလို့ရတဲ့ဟာမဟုတ်ဗျာ user friendly မဖြစ်တဲ့အားကြီးပေါ့ဗျာဒါမဲ့တဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုတော့လူတွေကပို့ပို့တိလာတယ်လူတွေကပို့ပြီးရိတ်မိလာတယ်ပြီးတော့လူတွေကဘာလဲဆိုတော့ပို့ပြီးယုံကြည်လာကြတယ်โอเคပြီးတော့2023ရောက်လာတဲ့အခါမှာကျွန်တော် Cyprus နိုင်ငံမှာပေါ့နော် banking crisis ကိုဖြစ်တယ် ဘန်လုပ်ငန်းအကျက်တဲပေါ့ဗျာအဲ့တော့ဘန်နေမှာကျွန်တော်တို့ပတ်စံတွေတတ်ထုတ်တဲ့အချိန်မှာဘန်တွေကမထုတ်ပြဘူးလူတွေအများကြီးတန်းစီနေကြတယ်မျိုးစုံပေါ့အဲ့အချိန်မှာကျွန်တော်ဘာဖြစ်ကြရလဲဆိုတော့ Cypress လူမျိုးတွေကလည်းဟာငါဘန်နဲ့လို့တော့အဆင်ပြေတော့ဘာလို့ရင်ကောင်းမလဲလို့လိုက်ရှာတဲ့အချိန်မှာ Bitcoin တွေ့ကြတယ်ဆိုတော့ Bitcoin နဲ့အတင်လူပြီးခွဲကြအောင်ဝယ်ကြတဲ့အချိန်မှာ Bitcoin နဲ့အဲ့တော့ပထမဆုံးအချိန်တက်ကွန်ဒေါ်လာ1000ကျော်ခဲ့ဘူးလေ ဒါပေမဲ့အကုန်လုံးလုံးဝကျွန်တော်တို့ဘက်ကွိုင်းကကောင်းကောင်းတဲ့တဲ့င်းလေးပဲဖို့ပေါ့နော်ကျွန်တော်နောက်14မှာကျတော့ဘာဖြစ်လဲဆိုတော့ဘက်ကွိုင်းလေးကိုဝယ်ရောင်းလုပ်တဲ့အိတ်ချင်းတစ်ခုဖြစ်တဲ့ Mongox ဆိုတာတစ်ခုရှိတယ်အဲ့ဟာကြီးကဟက်ခံပြီးတော့ပြိုလဲသွားတယ်အဲ့ဒီ Mongox မှာထည့်ထားတဲ့ဘက်ကွိုင်းဝယ်ထားတဲ့လူတွေအားလုံးကဘက်ကွိုင်းတွေကိုရှုံးနေပတ်စံတွေပြန်မရဘူးမျိုးစုံပဲပေါ့ဗျာအဲ့ဘက်ကွိုင်းကြောင့်တထည့်ဖြစ်တဲ့လူတွေဖြစ်ခွေးဖြစ်တဲ့လူတွေဖြစ်အလိုမျိုးလုံးဝဆွတ်ပြသွားတဲ့လူတွေလည်း ရှိခဲ့ဘူးလေအဲ့ချိန်မှာကျတော့လည်းအကုန်လုံးက Bitcoin အာဒီ Bitcoin crypto ဒါ scan ကြီးမှာကွာအလိန်စင်ကြီးမှာကွာဟောင်ဘယ်သူမှမသုံးနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာ Bitcoin ကြီးသွားပြီဆိုပြီးတော့တင်းနေလေလွှင့်နေဘူးလေဒါမဲ့တခုရှိတာပါလားဆိုအဲ့ချိန်အထိ Bitcoin ကလုံးဝတကယ်နဲ့တေးွားတာဆိုမဟုတ်ဘူး Bitcoin network ကြီးပဲတော့မှမရက်ခဲ့ဘူးလူတွေကပဲတုံးတော့ဘူးကွာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ယုံကြည်လျော့လာဒါမဲ့ဘာဖြစ်လဲဆိုတော့ Bitcoin network ကြီးဆက်ပြီးတော့ရှင်းတန်းနေတော့မယ်အဲ့ချိန်မှာဖြည်းဖြည်းနဲ့လူတွေကဘာကိုသိလာလဲဆိုတော့ Bitcoin ဆိုတာတကယ်တမ်းကျတော့တွန့်တွန့်ချင်ချင်ရောက်လာတယ်ပြီးတော့ Bitcoin ဆိုတာက company တစ် company နဲ့ပိုင်တာမဟုတ်ဘူး ဘာသူမှပိုင်တာမဟုတ်ဘူးငါတို့ဒါအများပိုင်တယ်တစ်ကမ္ဘာလုံးပိုင်တယ် public ရေးပိုင်တဲ့ဟာဖြစ်တယ်နော် decentralized ဖြစ်တယ်လို့တို့ရခေါ်တယ် okay တဖြည်းဖြည်းနဲ့နှောင်းဆက်ခွန်လာရတဲ့အချိန်မှာလူတွေက bitcoin 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 ဆိုပြီးပြန်ဖြစ်လာကြပြန်အဲ bitcoin နဲ့လူပြီးဝယ်ကြတယ်အဲ US နဲ့မကတော့ဂျပန်တို့ကိုရီးယားတို့တခြားနိုင်ငံတွေမျိုးစုံတွေရတယ်ကိုတို့ bitcoin 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 ဆိုပြီးလိုက်ဝယ်ကြတဲ့အချိန်မှာ bitcoin နီးတစ်ခွင်ကိုဒေါ်လာ1000အထိရောက်ခဲ့ပြီလေဆိုအဲ့အချိန်မှာလာအတင်လဲ bitcoin အကြောင်းကြားခဲ့ပြီမှလို့ထင်ပါတယ်နော်မြန်မာပြည်မှာလည်းအဲ့အချိန်တုန်းက bitcoin စာအုပ်တွေပါတယ် ထွက်ခဲ့တာလည်းရှိခဲ့တယ်။အဲ့တော့ IKEA သာတင် Bitcoin ကိုဝယ်ခဲ့တယ်ဆိုလို့ချင်းတော့အခုဆိုတော့ share ပဲပေါ့နော်။ Okay အဲ့တော့တကွိုင်ကိုဒေါ်လာ2000လောက်တ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 က်ပြီးတဲ့အချိန်မှာ98လောက်လည်းရောက်တော့ပြန်ပြီးတော့ crash သွားတယ်နော်။ဟို market တွေအားလုံးပဲပေါ့နော်။ကျွန်တော်တို့ဒီအတက်ရှိတဲ့အကြရလည်းရှိတယ်။အဲ့တော့2000လောက်မှာလုံးဝဆင်းဆင်းဆင်းနဲ့ဘယ်လောက်ကြီးဆင်းနေလဲ3000 4000အဲ့လောက်တွေဒီဆင်းသွားတယ်နော်။လုံးဝအဲ့တော့2000မှာဝယ်ပြီးတဲ့လူတွေအောက်တွေရောက်ပြီးဟာပစံတွေကုန်ပြီးအကျွေးတွေတင်ပြီးလုံးဝတတိပြခွေးဖြစ်အများကြီးဖြစ်ခဲ့တယ်ပေါ့နော်။ဒါမဲ့ Bitcoin စီဘယ်လောက်ပဲကစားနေကစားနေ Bitcoin ဒီ trust ပုံများလာတယ်လူတွေယုံကြည်မှုများလာတယ်ပြီးတော့စိတ်ဝင်စားမှုတွေပုံများလာတယ်ပြီးတော့ developer တွေ conference တွေเนาะအဲ့လိုမျိုး meet up တွေအများကြီးလုပ်လာကြတယ် bitcoin တကဘာလုံးမှာပေါ့အဲ့ချိန်မှာ developer တွေများလာတော့ bitcoin နဲ့ပတ်သက်တဲ့ software တွေအများကြီးထွက်လာတယ်เนาะလူတိုင်းကိုပေါ့เนาะ bitcoin လွယ်လွယ်ကူကူလေးဘယ်လိုဝယ်ရမလဲဘယ်လိုသိမ်းရမလဲဆိုတဲ့ဟာတွေထွက်လာတယ်ဆိုတော့လူတွေယုံကြည်မှုပုံများလာတယ်တော်တော်များလည်းစပြီးတော့တုံးလာကြတယ်ပြီးလည်းပြီးတော့2020မှာ ကိုဗစ်ဖြစ်ကော COVID-19 as a pandemic အဲ့တော့အဲ့ COVID ဖြစ်တဲ့အချိန်မှာဘာလုပ်လဲဆိုတော့လူတွေအားလုံးက lockdown အိမ်ထဲမှာနေနေရတယ်ဘာမှလုပ်လို့မရဘူးတကဘာလုံးမှာရှိတဲ့အဆိုးရွားတွေကဘာလုပ်ကြလဲဆိုတော့တည့်တဲ့အချိန်မှာဆိုးရွားတွေဘာလုပ်လဲတခုတော့ပတ်ဆိုင်ရိုက်ထုတ်တယ်အမေရိကန်မှာဆိုလို့ရှိရင်ချိုးအိမ်တောင်စုတွေကိုလူတစ်ယောက်ဒေါ်လာ2000နဲ့ပေးခဲ့တယ်နော်2020တော့အဲ့တော့အိမ်မှာပဲထိုင်နေရတယ်ဒေါ်လာ2000နဲ့ free ရတယ်ဘာမှလုပ်လို့မရဘူးအဲ့ကြောင့်ဘာလုပ်ကြလဲဒါထားပဲ အဲ့မှာကတော့ crypto တွေရှောက်ပဲ bitcoin တွေရှောက်ပဲ doge coin တို့ ethereum တို့မျိုးစုံပဲဗျာ altcoin မျိုးစုံအဲ့လိုမျိုး bitcoin ရဈေးရဘောဘောဘောနဲ့တက်တာဘယ်လိုရှိတက်လဲဆိုတော့ဒေါ်လာ6000ကျော်တိတက်သွားတယ်ဆိုတော့အဲ့2020ဝင်ကျင်မှာလည်းကျွန်တော်လည်း bitcoin အကြောင်းစပြီးတော့လေ့လာဖြစ်တယ်အဲ့တော့ပေါ့ကျွန်တော် bitcoin အကြောင်းလေ့လာချိန်မှာ bitcoin ရဘာကိစ္စအဲ့လောက်ကြီးလူတွေကြိုက်ကြလဲဘာလို့တခြား coin တွေမရလဲဘာလို့ bitcoin မှာ bitcoin ဖြစ်နေရလဲဆိုကျွန်တော်စပြီးလေ့လာဖြစ်တယ်အဲ့အချိန်မှာဘာလဲဆိုတော့ bitcoin ကြီးရွှေနဲ့တူတယ်လို့သူကနှိုင်းရှင်ကြတယ် โอเคဘာလို့ရွှေနေတူရ Bitcoin digital ဟာကြီးတူကဘာလို့ digital ရှုကြီးဖြစ်နေတာအဲ့အချိန်မှာကျွန်တော်ဗာလေးလာလဲဆိုတော့ Bitcoin ဒီ limit တခုရှိတယ် Bitcoin အရေးအတွက်ပေါ့20တန်းပဲထုတ်မှာတကဘာလုံးမှာအဲ့ထက်ပို့ပြီးတော့ဖန်တီးလို့မရအောင်တူကဒီ Bitcoin ရဲ့ network ရဲ့ program ထဲမှာရေးထားတာ20တန်းနဲ့ပို့ထုတ်လို့မရအောင်အဲ့တော့ပစ္စည်းရေးအတွက်နည်းလေလေဈေးရကြီးလေလေဟုတ်တယ်မလားဥပမာထားပါဦးကျွန်တော်ဖနက်တရံတော်မှာအဲပုံမှန်ဖနက်တရံထားပါတော့ဒေါ်လာ100ရှိတဲ့ဟောင်းက limited edition ဆိုရင်ဒေါ်လာ900လောက်ဖြစ်သွားမှာဖြစ်သွားမယ်ဒေါ်လာ1000ဖြစ်ဖြစ်သွားမယ်เนาะအရင်100ပဲထုတ်တာ အဲ့ဆိုရှင်အကောင်လုံးကလူပြီးဝဲကြအောင်အဲ့တော့ဈေးရတက်တော့ဆိုတော့အဲ့လိုပဲ Bitcoin မှာလည်း limit ရှိတယ်27တန်းနဲ့ပို့မထုတ်ဘူးလို့ဖြစ်သွားတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ Bitcoin တွေရွှေနဲ့သွားတူသွားတယ်အစိုးရတွေကကျွန်တော်ပတ်စံလို့ရှိရင်လိုရင်လိုတော့ရိုက်လို့ရတယ်เนาะအားရင် printer လေးထုတ်တော့နဲ့အများကြီးထုတ်လိုက်လို့ရတယ်ဒါမဲ့ဒီ Bitcoin ကတော့ကြိုက်တယ်လို့ထုတ်ခွင့်မရှိဘူးအဲ့ရွှေတိုင်းပဲပေါ့နော်ကျွန်တော်ရွှေသလိုရှိရင်လည်းကျွန်တော်အောက်မှာမြေကြီးမှာရှိပြီးတူးလို့ထွက်လာမှဒီကောင်ထွက်လာမှာเนาะကျွန်တော်ရွှေကို print ထုတ်လို့မရဘူး တော့အဲ့တိုင်းပဲအဲ့ချိန်မှာ Bitcoin ကြီးရွှေနဲ့တူတယ်ဆိုတာကိုဖြစ်လာကြတယ်ဆိုတော့ခုခေတ်မှာဆိုတော့ရှင် Bitcoin ကဘယ်လောက်ထိအဲ popular ဖြစ်လာလဲဆိုတော့ကျွန်တော် company တွေကအစ Bitcoin နဲ့ payment လက်ခံတာတွေစဖြစ်လာတယ်เนาะသူမဟုတ်အချို့နိုင်ငံပေါ့နော် El Salvador လိုမျိုးနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်ဒီပတ်စံမသုံးဘဲနဲ့ Bitcoin နဲ့ကျွန်တော်ဘာမှစုံဝယ်လို့ရတယ်ဆိုတော့ legal tender status ကိုရောက်ပါတယ်เนาะ Bitcoin နဲ့ကျွန်တော်ရေခဲမဝယ်စားလဲရတယ်အေးဝယ်တောက်လဲရတယ်အဲ့လိုမျိုးတွေဖြစ်လာတယ်။ Okay ဆိုတော့ဒါကတော့ history အကြောင်းကျွန်တော်ပြပြပါရစေ။ဒါပေမဲ့ Bitcoin ကဘယ်လိုတကယ်ဘယ်လိုလောက်လောက်လာလဲကျွန်တော် ဘယ်လိုပို့ရဘစ်ကွိုင်းဘယ်လိုဝယ်ရလဲပြီးတော့တကယ်ရော safe ဖြစ်ရလားသူရဲ့ network ရဘာကြောင့်လဲ hack ခံရမလို့လုပ်မလဲအဲ့ကြောင့်ကျွန်တော်ဆက်ပြီးရှင်းပြမယ်ဟုတ်ပြီဘစ်ကွိုင်း transaction တခုဘယ်လိုလုပ်လဲဆိုတာမပြောခင်ကျွန်တော်တို့ ban transaction တခုဘယ်လိုလုပ်လဲဆိုတာပြောကြည့်အောင်ဆိုတော့ ban transaction မှာဆိုရင်ကျွန်တော်က ban network ကိုသွားမယ်ပြောရှင်ကျွန်တော် ban ကနေပြီးတော့ဒီလိုဒီလိုကျွန်တော်ပို့မယ်ဆိုရေးလိုက်မယ်ရေးပြီးကျွန်တော်ပို့ချင်တဲ့ amount ရေးပြီးတော့ send လိုက်လို့ရှင်တကယ်ဘာဖြစ်သွားလဲဆိုတော့ ကျွန်တော်ဒီ transaction ကကြွေးဆိုပြီးတော့ ban ရဲ့ server တဲ့ရောက်ပါတယ်နော်ဒီ ban ကကျွန်တော်ကြည့်တယ်ငါ့မှာပတ်စံရှိရလားအာဟုတ်ကဲ့ဒီကောင်မှာပတ်စံရှိတယ်အဲ့ဒါဆိုရင် तू ပို့ချင်တာဘာတူလဲဒီကောင် okay ဒီကောင်ကိုပတ်စံထည့်ပေးလိုက်ပါအဲ့လိုမျိုးထည့်ပေးလိုက်ပြီးတော့ကျွန်တော်ပို့ချင်တဲ့လူစီပတ်စံရောက်သွားတယ်နော်ဆိုတော့ background အဲ့လိုမလုပ်ဘာလို့ဆို background က ban ကိုမခံနိုင်တာ ਉ ဂျားကန်လူမရှိဘူး middleman မရှိဘူး okay အဲ့တော့ကျွန်တော် transaction ကကျွန်တော်ဒီကနေ background ကိုဟိုဘက်ကိုပို့ချင်တယ်ဘယ်လိုလုပ်လုပ်လာလဲကျွန်တော်စာအုပ်ပြ digital စာအုပ်အကြီးတစ်ခုဟိုမြင်ကြည့်လိုက်အဲ့မှာ ဘာတွေရှိလဲဆိုတော့ transaction အားလုံးကြီးဟာလေဘယ် transaction လဲဆိုတော့ Bitcoin စထွင်တဲ့နှောင်း၈ခုနဲ့ကလေးကပို့ခဲ့တဲ့ transaction နဲ့စပြီးတော့ရှိမြတ် transaction အကုန်လုံးဒီနေ့အထိရေးထားတဲ့ notebook ကြီးတစ်ခုရှိတယ်เนาะအဲ့ဒါကို Bitcoin blockchain လို့ခေါ်တယ်ဆိုတော့အဲ့ notebook ကြီးထဲမှာဘသူကဘသူပို့ပါဘသူကဘသူပို့ပါဘသူဘသူပါအကုန်လုံးရေးထားတယ်အဲ့တော့ကျွန်တော်ကလည်းအခုဒီနေ့ကျွန်တော်ကကျွန်တော်တငယ်ချင်းတယောက်ကို Bitcoin ပို့ချင်တယ်လို့ရှိရင်ကျွန်တော်ကငါပို့မယ်ဆိုပြီးတော့ကျွန်တော်က broadcast လုပ်လိုက်တယ်ငါဒါလေးပို့ချင်တယ်လို့ပြောလိုက်တယ်အဲ့ဒီညာလို့ရှိရင်ဘာလုပ်လဲဆိုတော့ ကျွန်တော်မှတကယ်မဆန်ရှိလားဆိုပြီးတော့ဒီ background network ကိုထိန်းတဲ့ miner တွေသာရှိတယ်။အဲ miner လည်းကျွန်တော်လာဆက်တယ်အော်ဒီငါကြည့်တယ်။အိုကေ။အော်တော့ပတ်ဆိုင်ရှိတာပဲ။โอเค။အဲ့တော့ပတ်ဆိုင်ရှိလို့ကျကျွန်တော်ပြောတဲ့ message ကိုသူကတည်သွားပြီးတော့โอเค။တကဘာလုံးကိုသူကပြတာနော်။အဲ့ဒီ notebook ထဲမှာသွားရေးလိုက်တယ်။ကိုကောင်းမြတ်သူကဒီကောင်ကိုပတ်ဆိုင်ပို့ပါတယ်ဆိုပြီးတော့ Bitcoin ပို့ပါတယ်ဆိုပြီးသူကသွားရေးလိုက်တယ်။ကြောင်း။โอเค။ပြီးအားလုံးဝင်ကြည့်တယ်။ဟာဒီကောင်ဒီကောင်ကပတ်ဆိုင်တကယ်ရှိရတာရှိတယ်။အေးဒီကောင်ကပတ်ဆိုင်တကယ်โอเค။ပြီးတော့မှအဲ့လိုမျိုးပို့တာ။ဆိုတော့အဲ့လိုမျိုးနော်။ဒါတော့ကျွန်တော်အလွယ်တစ်ခုပြပြတာ။ဆိုတော့ miner တွေက Bitcoin mining လုပ်ရဆိုတာအကြောင်းပဲလို့ထင်တယ်။ဆိုတော့ miner တွေကတကယ်နဲ့ဘာလို့လဲဆိုတော့ဒီကျွန်တော်တို့ရဲ့ဒီ digital စာအုပ်ကြီး notebook ကြီးရှိသမျှ transaction အားလုံးကိုသူကအမြင်လိုက်မှတ်ထားတယ်လိုက်မှတ်ထားပြီးတော့ဘယ်သူကဘယ်သူထပ်ပို့ပါပြီဆိုပြီးတော့ကျွန်တော်ပို့သမျှ transaction နောက်ပိုင်းပို့တဲ့ transaction အားလုံးကိုအဲ့ထက်မှသွားပြီးရေးထားတယ်နော်အဲ့တော့ကျွန်တော်ကပတ်သက်မှရှိရင်ကျွန်တော်ပို့လို့မရဘူး။ဘာကိစ္စဘာလို့လဲဆိုတော့ကျွန်တော်ကပတ်သက်မှမရှိတာ။သူသွားကြည့်လို့ရတယ်။အဲ့ notebook အကြီးမှာဟာဒီကောင်ကပတ်သက်မှမရှိတာဒီကောင်ပို့လို့မရဘူး။တက်မလား။ဆိုတော့အားလုံးဒီ data transaction အားလုံးဒီမှန်ကန်ကြောင်းတက်တယ်ရှိတယ်။ မှန်မှသာဒီစာအုပ်ထဲရောက်သွားတယ်အဲ့တော့အဲ့ဒီစာအုပ်ကြီးအကြီး ledger ကြီးပေါ့နော်အဲ့ဒီ bitcoin network ကြီးပေါ့ bitcoin blockchain ကြီးပေါ့အဲ့ blockchain ကိုဘယ်သူပိုင်လဲဆိုတော့ဘယ်သူမှမပိုင်ဘူးဘာဖြစ်လဲဆိုတော့ तू က public ကြီးနေရာတကာမှာရှိတယ်ခင်ဗျား miner တယောက်လုတ်ချင်တာလုတ်လို့ရတယ်ဘယ်သူမှမဆို miner ဖြစ်လို့ရတယ် miner ဖြစ်ချင်လို့ရှိရင်အဲ့ bitcoin blockchain ကို download ဆွဲပြီးရင်သူများနေရေးခဲ့တဲ့မြတ်ဟာအကုန်လုံးဒီတိုင်းပဲကျွန်တော်နဲ့ copy ခင်ဗျား copy အားလုံး copy တူတူပဲတကဘာလုံးမှာလုတ်ခဲ့တဲ့ transaction အားလုံးဒါပဲ blockchain ကြီးအဲ့လိုက်ခင်ဗျားယူလို့ရတယ်ယူပြီးရင်အဲ့မှာသူများ set ပြီးတော့ transaction လုပ်မဲ့ဟာတွေကို like ပြီးတော့ရေးပြီးတော့မှတ်ပေးလို့ရတယ် เนาะဆိုတော့ဘလုံးမလိန်လို့မရဘူးမှားညွှန်းတာလည်းမရှိโอเคအဲ့တော့ minor တွေကကြတော့ဘာကိစ္စအာအာရရဒီသူများတွေ transaction လိုက်ပြီးတော့မှတ်ပြီးနေသူတို့တော့ဘာရလို့လဲဆိုတော့ bitcoin mining လုပ်ပြီးလို့ရှိရင်ဗောနော်ဒီလိုမျိုး transaction တွေအလုံးလိုက်ပြီးမှတ်ပြီးလို့ရှိရင်မြောက်ဘာပေးရဲဆိုတော့ bitcoin network နေပြီးတော့ reward တစ်ခုပေးတယ်အဲ့လာဘာလဲဆိုတော့ bitcoin ပေးတယ်ဒါကြောင့် bitcoin mining လို့ခေါ်တယ်เนาะ mining ဆိုတာတကယ်တမ်းကျတော့ကျွန်တော်တို့ရွှေရွှေဆိုလို့ရှိရင်ကျွန်တော်တူးရတာပေါ့တင်မလားအဲ့လိုတူးသလိုပဲ အဲမိုင်နာရဲ့ချက်တော့တကယ်တမ်းဒူးတာမဟုတ်ဘူးကွန်ပျူတာရင်းနဲ့လောကကွန်ပျူတေရှင်းရူရူအရင်ရှုပ်ရှက်ခန့်နေတဲ့တင်ချာပုံစံတွေဖြည့်ရှင်းရတာဗျာအော်အရင်ကတော့ရှုပ်တယ်ကျွန်တော်မပြောသေးတော့ကျွန်တော်လည်းတိတ်နားမလဲဒါပေမဲ့အဲ့လိုရှုပ်ရှက်ခန့်တဲ့တင်ချာပုံစံတွေဖြည့်ရှင်းရင်းနဲ့ကျွန်တော် transaction live မှတ်ရင်းနဲ့သူက bitcoin ရတယ်ဆိုတော့ system ကြီးတစ်ခုတော့လောကအရင်မိုက်တယ်ပတ်စံပို့ချင်တဲ့ကောင်ပို့လိုက်အောင်မယ်အဲ့ miner တွေကဝင်ပြီးတော့လုတ်ပေးတယ်လုတ်ပေးပြီးလို့ရှိရင်သူတို့ကအဲ့ဒီ network ထိန်းသိမ်းခအနေနဲ့ bitcoin ရတယ်။အဲ့တော့ကောင်းတာတစ်ခုကပါလဲဆိုတော့အဲ့ဒီ network ကြီးကြီးကျွန်တော်တို့တစ်ကမ္ဘာလုံး international တူတိုင်း ကျိတ်တဲ့သူကဝင်ကြည့်နိုင်တယ်ဝင်ပြီးပါဝင်ဆင်နွှဲနိုင်တယ်ဘယ်တူတယောက်ကမှမပိုင်ဘူးဘယ်ကုမ္ပဏီကမပိုင်ဘူးဘယ်အစိုးရကမှမပိုင်ဘူးအဲ့တော့အဲ့နောက်ဘက်ကိုသွားပြီးတော့ပိတ်လို့မရဘူးဘန်လို့မရဘူးเนาะလုံးဝဘလော့လို့မရဘူးဘာမှလုပ်လို့မရဘူးဘာဖြစ်ဆိုတော့တကဘာလုံးမှာအားလုံးကိုဘလော့လိုက်ပြီးဆိုတော့မှလူတယောက်ကအဲ့ဒီ Bitcoin network ကိုဆက်ပြီးတော့ချိန်ထားသေးပြီဆိုလို့ရှင်အဲ့ Bitcoin network ကိုဆက်ပြီးတော့ run နေအောင်ပါပဲအဲ့တော့ဒီ Bitcoin network ကို hack ဖို့တော့အဲ့လိုပိတ်ချဖို့တော့လုံးဝမဖြစ်နိုင်တဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတော့အဲ့လာဒီ decentralization လို့ခေါ်တယ်ဒါပေမဲ့ network ကြီးအဲ့လိုဖြစ်နေတဲ့အတွက်ကျွန်တော်တို့ အကောင်းချိုးကြီးပဲမဟုတ်ဘူးဆိုးချိုးလည်းရှိတယ်နော်ဆိုးချိုးတယ်ပြောလို့ဆိုတော့ပထမဆုံးတစ်ခုကတော့အရင်တုံးရတာခက်တယ်ဗျာတလားဟိုကိုယ့်ရဲ့ network တွေကိုယ့်ရဲ့ wallet တွေဟောမှားရတယ်ဟော freeze တွေမှားရတယ်အဲပြီးတော့သူများစီပို့ရခြင်းကြလို့ရှိရင်လည်းအဲ့လိုစာအရှင်ကြီးတွေရေးရတာရှိတယ်နော်ပြီးရှင်အဲ့ထက်မှမှကိုယ်ကဆလုံးတစ်လုံးမှားသွားလို့ရှိရင်ပို့ရလူကမှားသွားရင်မရောက်တော့ဘူးအဲ့တော့ကိုကလူမှားပြီးပို့ရလို့ရှိရင်လည်း အာ sorry sorry ငါမှားပို့တာဆိုပြီးတော့နောက်ပြန်ဆောက်လို့မရအောင်နော်ဘသူ့မှာဖုန်းခေါ်ပြီးတော့ Bitcoin company ကိုဖုန်းခေါ်ပြီးတော့အဲ့ transaction ငါ့ကိုပြန်ပြီးပေးပါဆိုပြောလို့မရအောင် company မရှိဘူးဘသူမှမပိုင်နော်အဲ့တော့ကိုကမပို့ခင်မှာတေချာဆက်ရမယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့တော့ဒီ Bitcoin ကိုတောင်းရလွယ်လာအောင် developer တွေအများကြီးပေါ်လာတယ်အဲ company တွေကနေပြီးတော့ application နဲ့ထွင်တယ်နော်ဖြည်းဖြည်းချင်းနဲ့တော့အခုကြာတဲ့အချိန်မှာပို့ပြီးတော့အသုံးပြုရလွယ်လာပြီလို့ပြောရမယ်အဲ့တော့ Bitcoin ရဲ့ကောင်းကျိုးတွေပါလဲဆိုတော့ तू က transaction ပို့လို့ရှိရင်ချိန်တဲ့နိုင်ငံနေချိန်တဲ့နေရာနေ ကျိုက်တဲ့နေရာတကဘာလုံးကျိုက်တဲ့နေရာကိုပတ်စံပို့ရတယ်ပို့လို့ရှိရင်လည်းအရမ်းမြန်တယ်အရမ်းမြန်တော့ထားချလို့ရှိရင်9မိနစ်10မိနစ်တော့ဆောင်ရတယ်ဗောနော်တဖြည်းဖြည်းနဲ့ကျွန်တော်တို့2021နောက်ပိုင်းကနေစပြီးတော့ကုမ္ပဏီတွေကလည်းပို့ပြီးတော့လက်ခံလာတယ်ဟိုမှာ Tesla တို့ MicroStrategy တို့အဲ့လိုမျိုးကုမ္ပဏီအကြီးတွေကလည်း Bitcoin နဲ့စပြီးတော့ဝယ်လာတယ်သူတို့လည်းစပြီးတော့ဥထားတယ်ဗောဗျာဒါမဲ့တကယ်တမ်းဘစ်ကွိုင်းကတို့ချမ်းသာတဲ့လူတွေပတ်စံရှိတဲ့လူတွေအတွက်ပဲမဟုတ်ဘူးเนาะစင်းရဲတဲ့လူတွေစင်းရဲတဲ့နိုင်ငံတွေအတွက်ကလည်းဒီဘစ်ကွိုင်းဒီဖြည့်ရှင်ချက်တစ်ခုရင်းမဖြစ်လာတယ် ဥပမာဆိုလို့ရှိရင်အာဂျင်တီးနားမှာ inflation hyper inflation တွေဖြစ်တယ်เนาะပတ်စံတွေလုံးဝဖောင်းပွပြီးတော့တုံ့ဆားများတဲ့ချိန်တွေဖြစ်တယ်။ Venezuela မှာလည်းဖြစ်တယ်เนาะ Zimbabwe ဘာလို့ကြားဝင်လို့ထင်တယ်เนาะတို့ရဲ့ပတ်စံကဘလောက်တန်ဖိုးမရှိဘူးလဲဆိုတော့ပတ်စံကိုစက်ကူအနေနဲ့တုံးတာတော့ဘာလို့တက်မလားပတ်စံတော့ခောက်ပြီးစော့နေတာတော့ origami စော့တာအဲ့လိုမျိုးလေးပဲဖြစ်ကုန်တယ်เนาะလုံးဝချိန်တွေဆိုးွားတဲ့ချိန်တွေဖြစ်လာတယ်။အဲ့တော့ Bitcoin ဒီလူတွေအတွက် plan B အနေနဲ့ဖြစ်လာတယ်။ကိုယ့်ရဲ့နိုင်ငံမှာကိုယ့်နိုင်ငံရဲ့ currency ကိုယ့်နိုင်ငံရဲ့ပတ်စံကြီးကပြိုလဲသွားခဲ့ရင် ငါရဲ့ပိုက်ဆံမှုဘယ်မှာထားမလဲဘယ်မှာထားရင်ကောင်းမလဲဆိုပြီးစဉ်းစားတဲ့အချိန်မှာဘစ်ကွိုင်းကိုဆက်ပြီးတော့ပို့ပြီးရွှေ့ချလာကြတယ်အဲ့တော့ဘစ်ကွိုင်းကိုကျွန်တော်ဝယ်ထားလို့ရှိရင်ဘစ်ကွိုင်းဒီကျွန်တော်တိုက်တဲ့နိုင်ငံကိုသွားလို့ရတယ်တိုက်တဲ့နိုင်ငံကိုတည်သွားလို့ရတယ်တော့တည်သွားလို့ရှိရင်ခလုံး digital ပဲဖြစ်တဲ့အတွက်ကိုယ့်ရဲ့ခေါင်းထဲမှာမှတ်ထားလို့ရတယ်ဒါပေမဲ့ memory stick တဲ့တစ်ခုထည့်ပြီးတော့ memory stick တွေတည်သွားပြီးတော့တိုက်တဲ့နိုင်ငံမှာချက်လို့ပြန်ပြီးတော့တုံးလို့ရတယ်ဟုတ်ပြီအဲ့တော့ခင်ဗျားအခုဒီလောက်အရှိကြီးနားထောင်ပြီးတော့ပြန်စဉ်းစားနေအောင်အဲ့ဆိုရင်ဘစ်ကွိုင်းအခုဒေါ်လာတသိန်းလောက်ဖြစ်နေပြီတကွိုင်းလောက်ဝယ်လိုက်ရင်ကောင်းမလား တော့တသိန်းကနေကြော်အောင်မလားနှစ်သိန်းဖြစ်မလားဒါမှပြန်စင်းရောရမလို့လုပ်မလဲငါးသောင်းဖြစ်တယ်ဘယ်လိုလုပ်မလဲတသိန်းဖြစ်မလားအဖြေကတော့ဘာမှမသိပါဘူးဘက်ကွိုင်းနီးလုံးဝ perfect solution မဟုတ်ဘူးเนาะဘက်ကွိုင်းနီးအပေါ်တက်တာရှိတယ်အောက်ကျတဲ့ရှင်ရှိတယ်เนาะတက်လို့ရှင်တယ်တက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 ်ကျလို့ရှင်တယ်အသေးစင်းခွေးလို့နွားလို့စင်းလာဒါပေမဲ့ရေရှည်မှာဗောနော်ကျွန်တော်ဒီဘစ်ကွိုင်းကို10နှစ်လောက်ကြိုင်ထားမယ်ဘစ်ကွိုင်းကို10နှစ်ကြိုင်ထားလို့ဘယ်သူမှမရှုံးမှုသေးဘူးအခုဒီအဲ့တော့တင့်နေတဲ့ဘစ်ကွိုင်းဝယ်တဲ့ဝယ်တဲ့ရတင့်ပေါ်ပဲမူတည်တယ်နော်တင်ကဒီကိုယ့်ရဲ့ ပတ်စံတွေကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုနော် inflation တန်ကာကွယ်ခြင်းနဲ့နော်ငွေကြေးဖောင်းပြောင်းမှုတန်ကာကွယ်ခြင်းနဲ့အဲဘန်တွေကိုတိတ်ပြီးတော့မယုံမဲနဲ့ကိုယ့်ရဲ့ပတ်စံတွေတခြားနေရာမှာထားခြင်းနဲ့နော် diversify လုပ်ခြင်းနဲ့ဖြန့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ bitcoin ကိုစဉ်းစားတဲ့အရောကျွန်တော်ထင်တယ်။ဒါပေမဲ့ကိုယ့်ပတ်စံရှိသည်များဟာအကုန်လုံးရောင်းပြီးတော့ bitcoin နဲ့အကုန် all မယ်ဆိုပြီးတော့တော့မလုပ်ပါနဲ့။တတိယပြခွဲပြတယ်နော်မလုပ်ပါနဲ့။အော်တင်ရ Bitcoin ရဲ့ဈေးကိုကြည့်ပြီးတော့ဟာ Bitcoin တစ်ကွင်တစ်သိန်းတော့ဒေါ်လာတစ်သိန်းဆိုတော့ရှင်အခုတော့ဘယ်လောက်လဲမြန်မာငွေ3400လောက်ရှိတယ်เนาะအခုဆိုတော့ ငါမှမရှိရဘလို့ဝဲမှာလဲဆိုအဲ့လိုမျိုးစိတ်မပူနဲ့ဘာဖြစ်ဆိုဘေးကွန်ကိုကျွန်တော်တကွန်ရှိမှဝဲရမှာမဟုတ်ဘူးဘေးကွန်0.01 0.00001ကွန်အဲ့လိုမျိုးပေးပြီးဝယ်ရဘေးကွိုင်းလေးကိုဒေါ်လာ30ဘိုးပဲဝယ်မယ်ဆိုလည်းရတယ်ဒေါ်လာ50ဘိုးဝယ်မယ်ဒေါ်လာ100ဘိုးဝယ်မယ်เนาะမြန်မာငွေ3000 3000တောင်းတယ်ချက်လောက်ဘိုးဝယ်လို့ရတယ်ဆိုတော့တချို့တွေကကြတော့ဘေးကွိုင်းဝယ်ပြီးတော့ဝယ်ဟားတယ်တိန်ဟားတယ်ပြီးလို့ရှိရင်မိဟားလိုက်တယ်အဲအချိန်ကြာလို့ရှိရင်ဈေးတွေတတ်သွားမယ်အဲ့တော့ကိုယ့်ရဲ့အနည်းဆုံးကိုကိုယ့်ရဲ့ဝယ်နိုင်အားပေါ့ဝယ်နိုင်စွမ်းလေးကိုအဲကောက်ဝယ်ဟားမယ်ပေါ့ တဲ့ကြတော့ Bitcoin ဝယ်မယ်ဝယ်ပြီးနည်းနည်းတက်လာလဲအာရောင်းပလိုက်မယ်ပျော်စရာကြီးအများကြီးရတယ်ချိုးတဲ့ကြတော့ Bitcoin ကိုတင်ထားမယ်တင်ထားပြီးတခြားနိုင်ငံသားမယ်တခြားနိုင်ငံရောက်ပြီးမှတခြားနိုင်ငံမှာပြန်ရောင်းပြီးတော့အဲတခြားနိုင်ငံပတ်စံပြင်ဖြစ်နေတုံးမယ်ဆိုတော့ဒါကတော့ကိုယ့်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့ကိုယ်ဘယ်လိုဆုံးဖြတ်မလဲဆိုတော့ကိုယ်ပိုင်ဆုံးဖြတ်လို့ရတယ်ဘယ်သူမှမယုံပါနဲ့ဒါမဲ့လည်းလုံးဝကြောက်ပြီးတော့အာ Bitcoin ကြီးဝယ်ရင်ကြောက်တယ်အဲ့လိုမျိုးလည်းမနေနဲ့နော် Bitcoin ကြီးကြောင်းလဲဆက်ပြီးတော့လေးလာတက်တယ်ဆိုတော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ကဒီ Bitcoin ကိုစပြီးလေးလာပြီးတဲ့အချိန်မှာကျွန်တော် Bitcoin စပြီးဝယ်ရတယ်။ Bitcoin နေစပြီးတော့စုဖြစ်တယ်ပေါ့နော်။ဒါမဲ့အဲ့လာကကျွန်တော်ကအဲ့လို Bitcoin ကိုကျွန်တော်ကမျက်ချင်လို့ စုတယ်ဆိုတာထက် Bitcoin အကြောင်းမြတ်တာမဟုတ်ဟိုကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေเนาะကိုယ့်ရဲ့ပါချင်းစင်ပါဘောကိုရရှိတဲ့ပတ်စံတွေရဝန်တိုင်းအားတွေကိုမလျော့သွားအောင်ထိန်းသိမ်းတဲ့အနေနဲ့ကျွန်တော်ဘစ်ကွိုင်းကိုစပြီးတော့ဝင်ဖြစ်ပါတယ်ဆိုတော့ဘစ်ကွိုင်းအကြောင်းများများလေ့လာပါဘစ်ကွိုင်းဘာကြောင့်ဝယ်တဲ့လဲဘစ်ကွိုင်းရဲ့ history တွေပတ်စံအကြောင်းတွေစပြီးတော့လေ့လာပါเนาะဟိုကျွန်တော်ရဲ့ channel မှာလည်း video တွေရှိတယ်အဲပတ်စံအကြောင်း ရှင်းပြတဲ့ဗီဒီယိုလေးနော်မစိမ်းရဲခြင်းပတ်စံအကြောင်းလေးလာပါဆိုလဲဗီဒီယိုလေးရှိတယ်ပေါ့နော်အမြဲတမ်းပတ်စံအကြောင်းကိုပေါ့နော်ဒီဘက်ကွန်အကြောင်းနဲ့ money အကြောင်းနဲ့ဂိုးအကြောင်းနဲ့အားတွေကိုစပြီးတော့လေ့လာသင်ရလို့ကျွန်တော်တို့ထင်ပါတယ်ချို့တရတော့ဘက်ကွန်ကိုအရင်နောက်ကျနေပြီလို့ထင်ကြလိမ့်မယ်ဒါပေမဲ့အဲ့လိုလည်းမထင်သေးချင်ဘူးနော်နောက်ကျရတော့တော့မရှိပါဘူးအခုဒေါ်လာတသိန်းတန်တယ်ပြန်ဆင်းလဲဆင်းပါပဲတန်လဲတက်ပါပဲဒါပေမဲ့တိချာတော့ဆယ်နှစ်လောက်ကြာလာလို့ရှိရင်တော့ရှုံးတာတော့မရှိကြပါဘူး โอเคပါကျွန်တော်ရဲ့ဒီ Bitcoin down video ကိုအဆုံးနှီးကြည့်သေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။အာကျွန်တော်ဒီ video လုတ်ချင်နေတာတော်တော်ကြာခဲ့ပြီပေါ့နော်။အဲချို့တွေတော့တိကျလိမ့်မယ်ကျွန်တော် Bitcoin ကြောင့်ပြောမယ်လို့ပြောခဲ့တာအခုတော့တစ်နှစ်ကျော်လောက်အောင်ရှိတော့မယ်။ဆက်တော်တော်ကြီးကြာပါတယ်။ဆိုတော့ Bitcoin ဆိုတာလည်းကျွန်တော်အခုပြောခဲ့တဲ့ဟာကဒါတော့ အပေါ်ရန်လေးပဲရှိသေးတယ်ဗောနာသူထက်သူထက်အများကြီးလေးလေးနက်နက်ပို့ပြီးတော့လေ့လာလို့ရနေတယ်ကျွန်တော်ပြောခဲ့တာတော့ basic basic မှာ basic ပဲရှိသေးတယ်အာကျွန်တော်ပြောခဲ့တယ်မှာလည်း detail လေးချိန်ခဲ့ရလရှိနေမယ်အဲကြလို့ရှင်တယ်ကျွန်တော်တောက်မှန်ပါတယ်ကျွန်တော်အတက်နိုင်ဆုံးအလွယ်ကူဆုံးဖြစ်အောင်ရှင်းပြရတာဗောနာဒီဗီဒီယိုဖြစ်မှောက်ရေးအတွက်ဗောနာကျွန်တော်ကိုယ်တိုင်အစကတည်းက idea စဉ်းစား script ရေးလို့ရှင်ကိုယ်တိုင်မဲ့ presentation လုပ်စကားပြောအာရိုက်ကူးရေးကင်မရာချိန်မီးချိန်အတန်းချိန်ရိုက်ရိုက်ပြီးတော့ edit လုပ် သချင်းထက် color grade sound design အကုန်လုံးတယောက်တည်းကိုလိုက်လာပါတော့ဆိုတော့ကျွန်တော်ဒီတဲ့ကို effort လေးအများကြီးထည့်တာပါလေအဲ့အတွက်ကျွန်တော်ကိုဒီလိုမျိုးဆက်လုပ်နိုင်ဖို့ကြာ support လုပ်ပေးခြင်းလို့ရှင်ဒီ video like လုပ်ပေးပါပြီလို့ရှင်ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားပေးပါအဲနောက်ပြီးတော့အဆုံးထိကြည့်ရလူတွေပေါ့နော်အလုံးက video အပီးထိကြည့်ရလူတွေအခုထိကြည့်နေရတဲ့လူတွေရှိရဆိုလို့ရှင်အဲကျွန်တော် comment ထဲမှာ dollar sign လေးနဲ့ comment လုပ်ပေးပါချက်ပါသိချင်လဲ comment လိုက်ခင်ပါโอเคအားလုံးကျေးဇူးတင်ပါတယ် bye bye see you bye တလား